အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဆိုင်နေမှာဈေးကြီးပေးပြီးတော့ဝယ်စားရတဲ့အမီးကိုကျွန်တော်အိမ်မှာလွတ်လွတ်ကူကူနဲ့ထောင်းပြရဖြစ်ပါတယ်။ဒါလည်းဆိုတော့ကျွန်တော်တို့တွေမေသားထောင်းလေးဖြစ်ပါတယ်။မေသားကိုကျွန်တော်လက်ဖက်လေးနဲ့ထောင်းပါမယ်။လက်ဖက်ကတော့ကိုယ်အစင်ပြည်ရနဲ့တွဲထောင်းလို့ရပါတယ်။ဒါဆိုင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အမီးမှာဈေးရန်ကြီးတဲ့မေသားထောင်းလေးဖြစ်ပါတယ်။စိတ်သားနဲ့ထောင်းထောင်းစိုက်တန်ထောင်းအောင်အစင်ဖြစ်ပါတယ်။ကျွန်တော်တို့မေသားလေးနဲ့ထောင်းပြအောင်ဖြစ်ပါတယ်။ လေးရတော့ကျွန်တော်တို့တွေအမဲသားထောက်မှလိုအပ်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။အမဲသားကတော့ကျွန်တော်အကျော်လေးတင်းအောင်ကျော်ထားတယ်ပေါ့နော်။ပြုတ်ပြီးတော့ပြုတ်လိုက်ရတယ်ပေါင်းလိုက်ရတယ်ပေါ့နော်။ကျွန်တော်ခုလိုမျိုးအမဲသားကိုကျွန်တော်အကျော်လေးတင်းအောင်လိုကျော်ထားလိုက်ပါတယ်။စစ်တွန်ဖြူ၊မြေသီးစိမ်၊တမယာသီးလက်ဖက်ပေါ့နော်။လက်ဖက်ကတော့ကိုယ်အစဉ်ပြေရနဲ့တွဲပြီးထောင်းလို့ရပါတယ်။ဒါလေးကကျွန်တော်တို့တွေလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်။ဒါလေးကတော့ကျွန်တော်တို့တွေအမဲသားထောင်းပြီးလို့ရှိရင်ထဲဖို့လို့ပေါ့နော်။ပွဲပြင်မှုအတွက်ပကံလေးပြင်ဆင်လာတာဖြစ်ပါတယ်။ဖူစီနံရဲ့စစ်တွန်ဖြူရဲ့ နေသည်စင်းရဲ့ချက်သူနေပေါ့နော်နေမှာကွက်တမယာဒီစိုက်တစ်ထက်တည်းလေးရတယ်ပေါ့နော်ကျွန်တော်တမယာဒီထောင်းတဲ့နေရာမှာတခါတည်းထဲမှာပြနေတဲ့အတွက်မထည့်ရပါဘူးပြင်ဦးဆုံးကျွန်တော်တို့တွေချက်သူမြူလေးငေသည်စင်းလေးကိုအရင်ဆုံးညက်သွားအောင်ထောင်းပါမယ်အဲ့တော့မြေငွေဒီစိကုလောက်ညက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအသားထည့်ထားမယ်ပေါ့နော်။ကိုယ်နေရာမှာစိတ်သား၆ကို ready made ထောင်းပြီးသားအသုံးပြုလေရပါတယ်။ကျွန်တော်ဒီမှာအသားလုံးလေးတွေရွေးထောင်းပါမယ်။ကျွန်တော်အကုန်မထောင်းပါဘူးနော်။ တော့တဘောရဲတာပဲထောင်းပြပါမယ်ဒါဆိုကျွန်တော်တဘောရဲတာရပါပြီတော့မဲသားလေးကုလောက်နေတာညက်လာပြီဆိုလို့ရှိရင်တော့လက်ဖက်လေးထည့်ပါမယ်တော့လက်ဖက်လေးထည့်ပါမယ်လက်ဖက်ကိုတော့ရှေ့ကပြောခဲ့သလိုပဲကိုယ်စင်ပြေတာလေးတုံးပြလို့ရပါတယ်ကိုယ်အဆက်မစားခြင်းဘူးဆိုလို့ရှိရင်တော့မြေဒီစိမ့်မထည့်နိုင်ဘူးနော်စစ်တုံယူလဲရှော့ထည့်ပြပါစစ်တုံယူလဲနည်းနည်းလေးဆက်ပါတယ်ကျွန်တော်ကတော့၃တုံးတော့တုံးလိုက်ပါတယ် လက်ဖက်ထုတ်သေးလေးပေါ့နော်တွန်းတက်သုံးလိုက်ပါတယ်ဟုတ်တယ်သမားသေးသေးလေးနည်းနည်းညက်ပါမယ်ရတာအတွက်ကျွန်တော်တို့တွေနှင်းချမိုးလေးနည်းနည်းသုံးပါမယ်အပြားလေးနည်းငယ်သုံးပါမယ်ပါပစ္စည်းအလုံးထည့်ပေးပြီဆိုကျွန်တော်ပြန်ထားမှုပါမယ်။ကြည့်ခုလိုမျိုးညက်သွားအောင်လို့ထောင်းလိုက်တာ ਨੇ ရမ်းစားလို့ကောင်းတယ်။ မေတာနှစ်ဖက်ထောင်လို့ရပါပြီဒါလေးကိုကျွန်တော်တို့ပွဲပြင်ပါမယ်ဒါလေးကတော့ကျွန်တော်တို့တွေပွဲပြင်မှုတွေပုံကပြင်ထားတာပေါ့နော်ဒါလေးကိုကျွန်တော်တို့ကထောင်းထားလို့ပေါ့နော်တိတ်နေတာပါဒါလေးကသူဖောက်ပေးရပါမယ်ဒီနေမှာကိုကစီနေငယ်ထည့်ခြင်းလည်းထည့်လို့ရပါတယ်ခင်ဗျာကဲခုဆိုလို့ရှိရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့ရန်စားလို့ကောင်းတဲ့အမဲသားနှစ်ဖက်ထောင်းလို့ရပါပြီဒါလေးကိုကျွန်တော်တို့ ညီးတဲ့အခါမှာပဲဖြစ်ဖြစ်ထမင်းနဲ့စားတဲ့အခါမှာဖြစ်ဖြစ်အေးတဲ့နဲ့တောက်တဲ့အခါမှာဖြစ်ဖြစ်အရန်အဆင်ပြေတယ်အထောင်းလေးဖြစ်ပါတယ်ခင်ဗျာဒီဟာပဲနေတဲ့ဒုတိယတန်းကျေးဇူးတူးတူးပါတယ်ခင်ဗျာဗီဒီယိုလေးကြားနေတဲ့လေဆိုလို့ရှင်လိုက်ရှယ်လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲပိုင်